ောတယ်လို့ပေါ့နော်ရေကိုတခုအာမပေးနဲ့မလှူသိဘူးလို့ထင်လားအဲ့လိုပြောမယ်ဆိုဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာပို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတာ။ဒါပေမဲ့တားမိမဟုတ်ဘူး။အဲ့လားနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါပေမဲ့နှစ်ယောက်တလုံးလှူတင်လားဘယ်လိုထင်လဲ။ဟာသူမီးကိုသူထိနေလို့ထင်တာ။အခုမှကျွန်တော်မေးကြည့်တော့ तू မီးရင်းမဟုတ်ဘူးလို့ပြော။ဘယ်သူ့လေးလဲ။ကျမရဲ့ချွေးမရဲ့ခန္ဓာ။ကျမချွေးမရဲ့တား။ မပြောအမသားရဲ့မိန်းမရဲ့ခလေးမဟုတ်မဟုတ်သူသူလေးမကျင်လားဒီအရင်လားဟုတ်အငားနဲ့ထိန်တာအဲ့လိုအငားနဲ့ဟုတ်ပြီလိုက်တယ်ကျမနောက်ပဲလိုက်တယ်မဟုတ်ဟုတ်ဟုတ်မမမချီမရဲ့တားကြည့်တော့မမချီမသားရဲ့ခလေးတရား၅ရောက်နဲ့မရထားခဲ့တာအဲ့ဒါတက်တက်အဲ့ဒီကဘာမမနဲ့ဘာမှမလုပ်ဘူးမမမမဒီလိုဒီပြကြတယ်မပေါ့အဲ ဒီအခုကလေးရဲ့အမေရသူ့တမီးချင်းဟုတ်လားဒါမဲ့အခုမွေးတဲ့ကလေးကတမီးရဲ့ကလေးပဲတမီးရဲ့ကလေးပဲလားချွေးမရဲ့ကလေးချွေးမကလေးဟာချွေးမကလေးသူ့သားရဲ့မိန်းမရဲ့ကလေးဒါမဲ့သူ့သားဟိုသူ့ချွေးမကနောက်ကြမ်းဟုတ်လားကျွန်တော်မဟုတ်လားဟုတ်တယ်နော်ဒါမဲ့လောလောတယ်အခုဒီပြဿနာမဖြစ်ခင်စကြမှာမထိုင်တာဟုတ်တယ်နော်ဟုတ်လားမဟုတ်ဘူးတို့ချင်းလေးတယောက်တီးဖို့လိုနေမှာရဲ့အဲ့ဒါလည်းအမလည်းပွင့်လင်းယူယူသားပြောဖို့လိုတယ်ဒါသူကကြတော့ပြဿနာဖြစ်တော့အမနဲ့ပြဿနာဖြစ်တဲ့ချိန်မှာကလေးပါကလေးကိုလည်းတနာတယ်အားကြောင့်သူတို့ကမတွေ့တရားလိုက်ရှာပြီးတော့ယူကြောက်လာတယ်ဟုတ်တယ်တော့ ော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအဲတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်ဒုဟိုစာဝင်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောတော့သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင်ကိုကျွန်တော်တို့ဘာလုပ်ပေးနိုင်မလဲအလူရှင်ရောဘာလုပ်ပေးနိုင်မလဲတအုပ်နှစ်ဖက်လုံးစပေါ်တာပါအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်မှာအုတ်အော်တောင်းတင်းဖြစ်ခဲ့တဲ့လှိုင်းသားရဖြစ်စဉ်နဲ့ပတ်သက်ပြီးကွင်းစင်းလေ့လာထားတဲ့အခြေအနေတွေကိုအတူချုံတင်ဆက်ပေးသွားပါမယ်အဆုံးထိ နားစင်ဝေဖန်တုံးတက်ပေးသွားကြပါအောင်ခင်ဗျာအကြီးကြီးပြောတယ်လို့ပေါ့နော်ဒီကိုတခုအာမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုချင်မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာပို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတယ်။ဒါပေမဲ့တားမိမဟုတ်ဘူး။ဒါနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါမှမဟုတ်နှစ်ယောက်စလုံးလှူတင်လားဘယ်လိုထင်လဲ။ ။မြောက်ကလုံးလူတင်တယ်လို့ထင်တာ။လူမဲ့တို့ဒါဒီမြောက်ကလုံးမှာမြောက်ကလုံးမှာဖြစ်နေ။ရှိကပါဝင်မားနေတာ။ဟုတ်တယ်ပေါ့နော်။အဲ့လိုလက်စားတွေလက်လုံးလုံးမရဘူး။ဒါပေါ်ဒါပေါ်နော်ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့အောင်ဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့သူဒီကောင်မလေးအမေရဲ့ဇောက်ခမ ော်ဒီကောင်မလေးအမေရဲ့ရောက်ခမောက်ခမဟုတ်ကဲ့ပါအဲမှာဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုပို့ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်တော့တွက်နော်အဒီကတော့ကျွန်တော်ရဲ့ရှင်းပြလိုက်ကွက်တော့ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလုံးရအောင်လုံးလိုက်ခါပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ရှိပြီဒီလိုဟာပြတခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရောအုံးခါဆိုကျွန်တော်မကြဘူးအခုတခါပထမဦးသုံးမယ်အဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သားမျိုးနယ်အဲတော့ကတော့ပါလေတော့ပါလေကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြီလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့ အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီသူတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအနီးနာပဝင်းကျန်ဒါမိသားစုလေပေါ့နော်အဓိကကြည့်နေတာကပေါ့နော်ဟိုဒီမှာအရှင်တွေဘယ်လိုရှိလဲဒီအဖွားရဲ့အရှင်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအရှင်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူလူမလူလူပါအပြင်ကနေပြီးတော့ဟိုဟိုဝေဖန်သုံးသပ်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနာကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါတယ်နော် ဒါကလေးလေးနဲ့ဒီမှာနေတာလောက်ကြပါလိမ့်။ကြာပြီတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲရွာနေပြန်နေတာ။ဟောတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရောဒါအခုအခုပေါ့နော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူး။အဲတချို့ကြတော့လဲငှားလိုက်တာလား။အချို့ကြတော့လဲတော်တယ်။ အဲအဲ့ဒါလေးရောဒီလိုဟာခါတော့မဟုတ်ပါဘူး။ तू ကမြင်းလေးတယောက်ကိုအများအားစောင့်ရှောက်ပြီးချက်တယ်ဒီကလေးကို။ဒီလိုလှုပ်လှုပ်ဆိုင်ဆိုရယ်မသိပါဘူး။အခုမှ line မှာမှတက်လာမှကျွန်တော်တို့လည်းသိရပါပါ။ခလေးလေးကမြဲထိန်ပြီးနေတာပါ။ဟောခလေးလေးကတော့ तू အများနဲ့ထိန်ပြီးနေတာပါ။ကြာပြီးတော့ဒါခလေးလေးကိုထိန်ပြီးနေတာ။ထိန်ပြီးနေတာ။အဲ့ဒါကြာအောင်ထိန်ပြီးနေတာ။ဟောဒီခလေးကို तू ပဲထိန်ပြီးနေတာနော်။ဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအပွားနဲ့ဒီခလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့ချင်း။ဒီကောင်မလေးအမေရဲ့ဇောက်ကမ ော်ဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲဘာဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုပို့ဖို့ပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်လောက်တွက်နော်အဒီကမှကျွန်တော်တို့ရှင်းနေဒါကွက်လောက်ကြမ်းအဲ့အပြက်နာဟုတ်ကဲ့အဲအဲ့တော့ကျွန်တော်တို့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီ private တမားတွေကဒီဟိုအလှူရှင်နေတဲ့ဒီပေါ့နော်တိ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 ုက်တဲ့လူတွေကိုချပြတဲ့နေရာမှာဘာလေးတွေဟာနေလဲဆိုဒီအဖွားနဲ့ဒီကလေးလေးနဲ့တာမီတို့တချို့ကထင်ကြတာတာမီလို့ထင်ကြတယ်ဒါပေမဲ့တာမီမဟုတ်ဘူး အတချို့ကြတော့လည်းပေါ့နော်ဒီကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ကလေးလေးနဲ့တတကလေးလေးကိုသူကစိတ်ကခင်တဲ့အတွက်အမြဲတမ်းလာလာခေါ်ယူပြီးတော့ငကိုလေးကမှဒီလိုပြက်တရာတွေမဖြစ်ခင်နေရာမှာဒါဒီကလေးကိုခေါ်ပြီးတော့ထိန်းချောင်းလာရရှိတယ်ပေါ့နော်အဲ့တော့ဒီအဖွားတော့ဒီနားမှာတက်နေရမှာနေတာဟုတ်ကဲ့အဖွားတက်တက်တနေရမှာနေတာဒီလိုပြဿနာတွေဖြစ်ခါမှာအဲဒီရမိသားစုတွေလည်းဒါတိကြတာပေါ့နော်အဲ့ဒါဒီကလေးလေးရမိသားစုတွေရဲ့ဒီသူတို့ဘောနော်သူတို့ရဲ့ဒီကိုကျင့်တရားပိုင်းတွေရောဘယ်လိုလေးရှိလောက်လဲ ကိုချင်းတရားပိုင်းကတော့သူတို့အလုပ်လုပ်တယ်တော်တိုးတယ်အခုဟိုနဲ့မဲဆလီဘူးချိန်ဆိုမဲဆလီဘူးပြတ်တယ်ဇွာထဲမှာဈေးရောက်နေဈေးရောက်နေဈေးရောက်နေအဲ့ဒါလေးပဲသူချိုးကြတော့လေခင်းခုတ်ခဲ့တာပဲချိုးကြတော့ခုပြောနေကြတာပေါ့နော်အလှူရှင်တွေလှူတဲ့အခါကျတော့ခိုးတဲ့လူကိုဒီလိုလှူနေမယ်ဆိုလို့ရှိရင်နောက်လူတွေမှာနိုင်ခိုးမလဲဆိုတော့အဲ့ဒီပုံမှန် ားပြရှိတာဒါရှိရှိပါဘူးရှိပါဘူးအဲ့လိုမှမပြမရှိပါဘူးအခုတခါပဲဘာကြောင့်လုံလိုက်တယ်လို့ခံမှန်းမိတယ်ခင်မိတယ်ကိုစိုးတော့ဟုတ်လားဟုတ်လားဟုတ်လားဒီဒီဒီကိလေလုံးမိလို့လည်းလုံးလိုက်တာပဲပြရမယ်တမဲနဲ့ကိုတက်ငယ်ရဲနဲ့ချောင်းနေဆိုပြီးဒီလိုရတာဒီမှမကြဘူးဒီလိုမစက်ပါဒီပါအောင်းတာဆိုတော့ဒီမှမကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတယ်ပထမဦးဆုံးအဲ့လိုတယ်လေဟုတ်လားအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတတ်မရှိဘာကြောင့်ဒီလိုလုံလိုက်တယ်လို့ရှင်သူစားတယ်ပြီးလုံတာပြောချင်တယ်ဟုတ်လားသူကသူ့အိမ်မှာဟိုစိုးစိုးနဲ့ဝင်ဝင်နဲ့မမြောက်မမြောက်သူတို့ကသူအဲ့ တော်ရဲ့ဒီမှာကသူရတဲ့ယောက်ျားကနည်းနည်းငယ်တယ်နောက်အိမ်အောင်ပြထားတာနောက်အိမ်အောင်ပြထားတော့သူကလုံလုံလေးလောက်ကလုံလုံလေးလောက်ပြတော့ဝင်ငွေကလုံလုံလေးတယောက်ရဲ့လာစား2သိန်းကျော်လောက်ပဲရတယ်အဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ပတ်စံ2သိန်းဆိုဘလို့မှစားမရအဲ့အတွက်ဟိုအတိုးယူမယ်ချီးမယ်ပြုတ်မယ်ပြုတ်လာတော့အတိုးကျွေးတွေမနိုင်တဲ့အချိန်မှာသူလုံးမိလို့ရအဲ့လုတ်လိုက်တာလို့ပဲဖြစ်နေတာ။ကိုရီးယားကတော့အဲ့လိုမျိုးစီသားလက်စာလည်းမရှိဘူးကွာ။အဲ့လိုမျိုးစီသားလက်စာလည်းမရှိဘူး။အခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့အလူရှင်တွေရှိတယ်။အဲ့ဒီလူရှင်တွေပြင်ဖို့ကျွန်တော်နောက်ထပ်လူတဲ့အလူရှင်။ဘာလို့ဆိုကျွန်တော်အကျိုးအကြောင်းအခြေအနေမသိသေးလို့။အဲ့လက်ရှိကြတော့လေဒီခလေးရတက်တက်ကွာ။ဒီအဖက်တက်တက်။အဲ့လိုတက်တက်ဖြစ်တဲ့အခါကျတော့အခုအလူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင် ယူမဆိုဒီကလေးလေးကိုလူတင်လာလားဒီအဘွားကိုလူတင်လာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောတယ်လို့ပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလူတင်ဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုချင်မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးဖို့ရပါပုံသနာဖို့ကောင်းပါလား။ကလေးလေးကတန်းကောင်းညီမျိုးဖြစ်သွားတာပေါ့။သူ့မဲ့သွင်းတာဆွမ်းနာပြောလို့ပေါ့။လူတော့လူတင်တယ်။လူတင်တာပေါ့။ဒါဆိုဟိုလူတင်တယ်လို့ဒါပေါ့နော်ဒီပဝင်းကျင်ကလည်းရှိတဲ့လူတွေပြောတယ်။လူတင်တယ်ဆိုရင်ဒီကလေးလေးကနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလူတင်လဲ။ဒါပေါ့နှစ်ယောက်သလုံးလူတင်လားဘယ်လိုတင်လဲ။ ။မြောက်ကလေးလူတင်တယ်လို့ထင်တာ။လူမဲ့ဆိုဒါဒီမြောက်ကလေးမှာ။ကလေးလေးရဖိုင်ကလေးလေးဖိုင်အခုကလေးလေးကိုတကယ်လို့လူချင်းနဲ့လူချင်းနေရှိရင်ရောအခုလက်ရှိဒီအိမ်မှာမရှိဘူးတော့ ဟိုကနားလူမတွေကလူလို့ရမှာမဟုတ်ဘူး။ဒါပါလေဆိုတော့ဟိုတကယ်ကြောင့်ကလည်းဒီလိုလာပြီးမှာလား။ဒီဒီမှာလည်းရှိတယ်။ဟာဒီမှာလည်းရှိတယ်။ဟုတ်ပြီ။နောက်ပြန်လာမှာ။ပြန်တော့ပြန်လာမှာ။အလူချင်းလည်းဆိုလည်းဒီလိုပဲလာပြီးတော့အဲဟုတ်ကဲ့ဘောနော်။အဲဟုတ်ကဲ့ပါဒါတော့တဝင်းကြီးကတော့ဘောနော်ဒီအဖွားကဒါကျွန်တော်လည်းဒီကမသိဘူးဒါတဝင်းကြီးကပြောမှသိမှာလေ။တဝင်းကြီးဆိုတာလည်းသူခေါင်းချင်းအိမ်နဲ့သူ့အမျိုးကိုကျွန်တော်လည်းဖွားပြီးမေးမြန်းလို့မရဘူးကြ။တဝင်းကြီးမှာတော့ဒီအဖွားဘောနော်ဟိုမကောင်းတဲ့ကလေးတော့မရှိပါဘူးကြ။ဘောနော်တရင်ကိုကျွန်တော်တို့ကဒီအလူချင်းတွေကလူဖို့လုပ်နေတဲ့တခုတ်အားပေးနေတယ်လို့ အားပေးနေတယ်လို့ပြောအချင်းချုပ်အခြေအနေပစ္စည်းခိုးယူသည်ဟုဆွဆွဲကတာမိနှူးကိုရိုက်နှက်နှိပ်ဆက်ပြီးဓာတ်တိုင်တွင်ကျူးတုတ်ခဲ့သည့်လှိုင်းသားရအရှိပိုင်းမျိုးနှင့်ငါးရက်ကွက်ရှိတွေ့တာသူအထက်ဆိုင်ပိုင်ရှင်နှင့်ဖြစ်စဉ်ဗီဒီယိုကိုရိုက်ကူး၍လူမှုကွန်ရက်တွင် တင်ခဲ့သည့်ဝန်ထမ်းအချို့ကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကအောက်တိုဘာ21ရက်နေ့လယ်ပိုင်းတွင်ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဖြစ်ကြောင်းမြို့ခံတွေစီကသိရပါသည် ဆိုင်ပိုင်ရှင်ဟာဗီဒီယိုတွေဖြတ်ပြီး TikTok အကောင့်မှာပြောင်းခဲ့ပေမဲ့ရက်ကွက်မှာပြဿနာကြီးမားလာတာကြောင့်ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တာပါလက်ရှိမှာတော့ဆိုင်ပိုင်ရှင်မနော်ဝါဝါလိုင်းနဲ့ဝန်ထမ်းအချို့ကိုလှိုင်းတရာရှေ့ပိုင်းမြို့နယ်ရဲစခန်းကစစ်ဆေးနေပါတယ် ပရာဟိတအဖွဲ့အစည်းတွေကလည်းခိုးယူသူကိုဥပဒေတိုင်းဆောင်ရွက်မဲ့အစားမိမိသဘောနဲ့နှိပ်စက်ပြီးလူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့အတွက်ကလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ဆိုင်ရှင်တဲ့ဝန်ထမ်းကိုအမှုဖွင့်ဖို့စီစဉ်နေတယ်လို့အုပ်ချုပ်ရေးနဲ့နှိဆက်သူတွေကပြောကြားထားပါတယ်။လက်ရှိအခြေအနေမှာတော့ရဲစခန်းကစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။လို့ဒါဒီတကယ်ပေါ်တော့ဒီခိုးထားတဲ့လူကိုကျွန်တော်တို့ဒီစီးပွားရေးရပါတော့အတော်ဝန်ကြောင့်ဖြစ်ရက်တည်နေတာဆိုရင်တော့ဒါကျွန်တော်တို့တမျိုးစဉ်းစားရမယ်။ဒီဘေးကလူတွေတမျိုးစဉ်းစားမယ်လူရှင်တွေလည်းစဉ်းစားရမယ်။ ဒါပေမဲ့တချို့ကြတော့လေတို့ရဲ့အခက်အခဲကိုဖြေမရှင်းနိုင်တဲ့အခါကျတော့ဟိုမလုပ်သေးမလုပ်တိုက်တာတွေဟိုလုပ်ခဲ့လုပ်မိတာတွေရှိတတ်တယ်ဗျ။အဲတချို့ကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားချင်မရှိဘူးငတ်ပြီးကျွန်တော်တို့ခက်ခဲပြင်ရင်ကျွန်တော်လှူစားလို့ရတယ်။ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်။ဒါကျွန်တော်တို့တိုက်တဲ့လှုပ်လှုပ်စားလို့ရတယ်။တကြီးရွယ်ကိုတချို့မှာကဘာဖြစ်လဲဆိုတော့တို့မှာတကယ်စားချင်မရှိဘူးအဲ့လူစားလိုက်ရင်အင်အားမရှိဘူး။ကျွန်တော်တို့ထမ်းစားနိုင်တဲ့ယံမီပိုးစားနိုင်တဲ့ယံမရှိဘူး။နော်တို့မှာဟိုကတော့ပတ်စံဝင်နဲ့ဝင်ပေါက်ကအရန်လဲပါတယ်ပေါ့။အဲ့တော့တို့ပေါ့နော်တို့နဲ့အဲ့ဟိုပေါ့နော်ဖြစ်နိုင်လောက်တဲ့ဟာလေးတွေတို့ခင်ဗျာဒါလှုပ်စားရတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့ဒါကြောင့်တကယ်လို့ဒါဟိုပေါ့နော်ဒီ ခိုးစားတဲ့လောက်ကိုစီးပွားရေးအနေနဲ့တတ်မဝဲကြောင်းအနေနဲ့လောက်နေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီရာကိုဟိုဒီအလူကိုကျွန်တော်လည်းလက်ခံချင်မှာမဟုတ်ဘူးအဲဒါမဲ့ဟိုအခုဟိုဘောနော်အခက်မသိလို့တကယ်ဘောနော်ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူတံမိကြံရကြံတယ်လို့လည်းဒီပတ်ဝန်းကျင်ကနေပြီးတော့ဆက်ပေးတာဘောနော်အဲသူဟိုနောက်ပြတော့လိုင်းမမှာလည်းဒီအစားရဲ့ပုံတွေတက်လာပြီမဲ့တော့ညာလေဘာလို့ဒီမှာလည်းအရင်တော့ခိုးထားဘူးလေသူတို့ဒီမှာလည်းခိုးထားဘူးလေဆိုတာလည်းကျွန်တော်တက်လာတာမတွေ့သေးဘူးဗျဟုတ်ပါလို့ဆိုချိန်မှာတော့ကိုတပုံပြလိုက်ရင်ဒီ blue ကဘယ်မှာဘယ်မှာကြုံဘူးလေဆိုတာကျွန်တော်ဒီမှာအမြင်နဲ့တက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမတက်သေးတဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ဒီလိုလူသားရဲ့အလူရှင်နေလေ အဲ့လက်ရှိဆိုလို့ရှိလို့ရှိရင်ကျွန်တော်လူသားတဲ့လူရှင်တချို့လည်းရှိတယ်။အခုကိုစောတင်ထိုးတို့ကိုဝနာကြီးတို့အပြင်ကိုနောက်ဒီမော်လမြန်ကဟိုကိုဆွေတို့ဘာလို့လဲလူသားသေးတယ်။အဲ့အဲ့လိုလူတွေလူသားတဲ့လူတွေကိုကျွန်တော်ဒီကနေ့တခါလေးပြောချင်တာကအဲကျွန်တော်တို့ဒီခလေးနဲ့အဖွားကိုကျွန်တော်ပထမလူဖို့စီစဉ်မရှိဘူး။လူဖို့စီစဉ်မရှိဘူးဒီခလေးအလူဝေလေးတို့တော့ကျွန်တော်အဒီခလေးနဲ့အဖွားကိုဟိုရည်ရွယ်ပြီးတော့ကျွန်တော်လူပေးမယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့အဖွားကလည်းမရှိသေးဘူး။ခလေးကလည်းမရှိသေးဘူး။နော်။အဲ့တော့ကျွန်တော်တို့လာပြီးလူမယ်ဆိုရင်ဒီကနေ့လာလို့ရတယ်။မင်းမဖုန်းနဲ့ဖုန်းနဲ့ပဲလိုက်လေ။ ဘုတ်ဖုန်းနံပါတ်ရှိတယ်။ညနေလား။ညနေလား။ညနေလား။ဟုတ်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 ။ဟုတ်ပြီအဲ့ဒါဆိုလို့ရှိလို့ရှိရင်အဲဒါအခုကျွန်တော်ဒီဗီဒီယိုတင်တဲ့အချိန်မှာလဲဒါကျွန်တော်လူသားရဲ့လူရှင်နေနဲ့ဟိုဒါဟို ပြောနိုင်တယ်ပေါ့နော်တချို့ကြတော့ဟာငါတို့ဆိုဒီပုံစံမျိုးမလူချင်တော့ဆိုရတယ်ကျွန်တော်ကိုပြန်ပြီးတော့ဆက်သွယ်ပေးပါကျွန်တော်လူရတဲ့အလုပ်ကိုလည်းကျွန်တော်ပြန်လာမယ်ရတယ်ငါတို့ကဒီလိုပုံစံလူချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ခံပြီးတော့ကျွန်တော်လူပေးထားပါမယ်ကျွန်တော်ဒီရောက်ပြီးသားလူငွေပြောတာပါနော်ရောက်တဲ့လူငွေတွေရှိလို့ရှိလို့ရှိရင်လည်းဟိုဒီပုံစံကိုအခုကျွန်တော်တို့ဖြစ်ပြနေတဲ့ဟာကိုမြင်ပြီးပြီဆိုတော့ဒါကွက်ကိုဟိုစဉ်းစားသုံးသပ်ပြီးတော့ဒါလူချင်လဲလူနိုင်ပါတယ်ဟိုမလူချင်ဘူးဒါငါတို့မကြိုက်ဘူးဆိုလဲဟို ်အချိန်ကြီးဝင်လေးဖြစ်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးပါဒီရလူတွေကောင်းလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါအဲနော်ကိုကိုကြီးအောင်အများအားဖြင့်ဖုန်းထဲမှာခွန်လိုက်ကြတယ်ကျွန်တော်ကမားမှာကြောက်ပါတယ်မားမှာကြောက်ပါတယ်မားကိုကိုကြီးကတိတိကျကျလုံးတာလေစာချမလို့ရခုလိုပြင်းစင်းချက်ပြေးတာပေါ့အဲ့လိုပေါ့ကိုစိတ်နဲ့လုံးလို့မရအောင်ကျွန်တော်ပတ်သက်လို့ကျွန်တော်ပြောကျွန်တော်ကမားမှာမားမှာကြောက်မားဝင်လိုက်သူများပတ်သက်သူတို့လည်းသူတို့မှလည်းပြည်တွင်းရောပြည်ပလူတွေရောပြည်ပမှာလုံးတဲ့လူတွေကြပြီးတော့ကျွန်တော်လုံးလောက်ပါ အဲ့ဒီရရတဲ့ပတ်သက်လေးတွေသူကလှူပေးရမြန်မာနိုင်ငံမှာရှိတဲ့လူတွေဆိုလဲသူတို့ပတ်သက်ရှားပေါ်ရတာသိရတဲ့အတိုင်းအဲ့လိုခက်ခဲတဲ့အခါကျတော့သူတို့ဟာကိုလွယ်လေးတွေကိုလှူလိုက်ပြန်မယ်ဆိုညာလဲကိုကအမေအမေတော့ရောရောပေးလိုက်လို့မရပေးလိုက်လို့လဲအမကလည်းကျွန်တော်ပဲလှူရမယ်အမကမှပေးရလှူပေးလိုက်မှာပေါ့ကိုကျေးဇူးတော်တင်ဦးအဲ့တော့ကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစားဝတ်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောနော်သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုရင်ဒီဘွားစီးပွားရေးလေးလှုပ်လို့ရအောင် ကျွန်တော်တို့ဘာကြီးလုပ်ပေးနိုင်မလဲအလူရှင်တွေကဘာကြီးလုပ်ပေးနိုင်မလဲတောက်ဦးနှစ်ဖက်လုံးစီပေါ်တာပေါ့ဒီဘက်ကလည်းဒုက္ခရောက်နေဘိုးဘက်ကလည်းဒုက္ခရောက်နေအောင်ဆက်လုပ်နေအကောင်လုံးကကိုပိုင်နေမရှိဘူးဒါပေါ့ဒါပေါ့အမေတစ္ဆာငါတို့အများတော့မတက်နိုင်တဲ့အတွက်5000 6000အထိပတ်နေတယ်ဟာနေတယ်ရှင်းတင်းတောင်းလေးတွေမှာပြရတယ်စိတ်တဝင်ဝင်လာမလို့တို့တို့အင်ဂျင်ကိုကိုယဉ်ကြည့်တယ်အင်ဂျင်ကလိုက်ကျဲလဲဆိုတာတို့လာမှာပဲကျွန်တော်အတူဝင်လေးတွင်နေ

တော့ရောက်စားလို့ဒီကနေ့ကျပါမှာလည်းကျွန်တော်ကိုယ်ကိုယ်နဲ့ခိုင်းမှာကိုကိုကြီးဆိုအိမ်ကကလေးတတိယစာအားပါပြီလေဟုတ်လားအင်းဟုတ်ကဲ့တက်တော်လိုက်ကြည့်ချင်အောင်လေးပေးလိုက်တော့အကျော်မကောင်းပေးလိုက်ရတယ်အဲဟိုကစာမရက်တက်ဘူးလေစာမရက်တက်တော့အတဲလေးနဲ့ပေးလိုက်ဒါပဲဒီကဒါပဲကြည့်ဖို့ပဲလို့လားကိုကိုကြီးကမှန်ကန်တဲ့ဘက်မှာတော့ပထမဦးဆုံးပဲလေကျနိုင်မယ်ဆိုကလေးတတိယစာကိုလိုက်ကြည့်အဲ့လိုကလိုက်တာလေးလို့အဝေးပါလားဝေးပါလား ခဏတည်းမိမိဟုတ်တယ်လေအဲ့လိုလိုက်တော့ပထိုက်တိုင်လောက်ကျနာတယ်ငါလူတဲ့ပုံကြီးပုံမပြောမရအောင်နော်ခဏဟောကားကိုပြောတာကကြိုးပြောတာကကားကိုဟဲ့ရှင်နေလေခလေးကိုအဟာရလေးပဲကျွေးပါလားခလေးကညာအဟာရချို့တဲ့နေရလားမင်း